ိုကြီးဇာနီကမမရင်နဲ့အလုပ်ထဲမှာတူတူတွေ့နေမှာပေါ့ပြင်စင်သားပါတယ်အဒီဆက်ပြီးတော့ order feeling character ဆိုပြီးတော့လက်ခံကလေးကငါတို့စိတ်ကံရမယ်ဆိုတော့ကျူတိပါတယ်ဒါပေမဲ့လည်းမတိစိတ်ကတော့အရန်လူတွေကပြောမယ်တိရမလားလူတွေက heart feeling ဒီနှင်းစီကဘာဖြစ်တယ်ညာဖြစ်တယ်ပြောမယ်ဆိုရင်မတိစိတ်ကတော့အရန်ပြောပါတယ်ဆိုတော့ဒါကကျူတို့ရဲ့အမှုပညာပဲလीเนาะအပရိသတ်တွေကမုန်းလေလေပြောလေလေဒါ လို့ပြောမလဲ character ကပြင်ပြင်လေးလေးလို့ဆိုရမှာပေါ့အဲ့တော့ကြောင့်မလို့ပို့ပြီးတော့မုံလေးလေးပို့ပြီးပျော်လေးလေးပါဒီစုမတ်တော်ဒုတိယကေတီနော်ကေတီတက်ဇိုရမတင်နဲ့နော်သူကလာကလေးကရမတ်တီထားတယ်ရောလေကမန်လေးကကျော်လို့မရဒါပေမဲ့ကျော်ရတဲ့အဲ့လိုပါပဲစော်ရတဲ့တချို့တချို့ရှိတယ်လေ မတ်ဆိုရယ်ဆလန်ဒရဲမှာခွန်ချူကအဲမမဝတီရဲ့လူယုံတော့ပေါ့နော်လူယုံတော့ပန်းကလေးနှင်းစီအနေနဲ့ပေါင်ဝင်ထားပါတယ်ဒီကားလေးကိုလက်ခံဖြစ်တယ်ဆိုတာထက်ဒါခွန်ချူကိုစူးစမ်းဖို့အတွက်ခွင့်ရပေးလာတာပေါ့နော်ခွင့်ရပေးလာတဲ့အတွက်ပြီးတော့ဒါခွန်ချူတက်ပထမဆုံး villain character လေးလည်းဖြစ်တဲ့အတွက်ကြောင့်လို့ခွန်ချူအရင်က try ကြည့်ခြင်းနဲ့စိတ်တွေဖြစ်လို့အဲပိုက်ခဲ့တာပါအဲပထမဆုံးទីလိုက်ရတဲ့အချိန်မှာဒါအောင်သီးရုပ်ရှင်ထုတ်လို့ရထုတ်ပြီးတော့မဘုံကရိုက်မယ်လို့ပြောတဲ့အခါမှာပြီးတော့မဟာနီပြမယ်ဆိုတဲ့အခါမှာအရန်ကိုပြောပါတယ် အခုနဆင်ပေါ်မှာပြောခဲ့သလိုပေါ့နော်ဒါကျွန်တို့အတွက်ဒါအိမ်မက်တွေလည်းတစ်ခုပေါ့ပြီးတော့မဖုံဆိုတဲ့အတိုင်းအများပြောတဲ့အတိုင်းလောင်းနေပေါ့နော်အဲအလောင်းဒရိုက်တာဆိုတဲ့အတွက်ဒါမဲ့လေအလောင်းဆိုတဲ့သူဘယ်လိုမျိုးဒီဒရမာကြီးထပ်ပြီးတော့လာမလဲကိုယ့်ဘယ်ကရက်တာနေပြီးတော့ထားပြီးတော့လောင်းခိုင်းလဲဆိုတော့ရဲရင်ခုန်ခဲ့ပါတယ်ဟုတ်ကရက်တာလေးကိုလောင်းနေပြီးတော့ အယမ်းကျင်တဲ့ပတ်။ယမ်းကျင်တဲ့ပထမဆုံးမှာတော့နည်းနည်းလေးပေါ့နော်။ကမလေးကဟိုပါဒီပါလေး။ဟိုပါဒီပါတဲ့တိတ်ပြီးတော့မသိသေးဘူးပေါ့။တိတ်ပြီးတော့ရမတ်မထသေးဘူး။သူကအသက်ကြီးလာတဲ့အခါမှာအသက်ကြီးလာလေးလေးရမတ်ထလေးလေးပြိတ်သက်တရားပုံမုံလေးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကရိုက်တာကိုလည်းကိုအယမ်းအားရပါတယ်ဟုတ်။လက်ွက်တွေလည်းအယမ်းအားရပါတယ်။ကျင်းစင်းလာပါတယ်အဒီစပြီးတော့ order feeling character ဆိုပြီးတော့လက်ခံကလေးကငါတို့စိတ်ခံရမယ်ဆိုတော့သူတိပါတယ်ဒါပေမဲ့လည်းမတိစိတ်ကတော့အရန် ူတွေကပြောမယ်တည်ရမလားလူတွေကဟာဗီလိန်တိနှင်းစီကဘာဖြစ်တယ်ညာဖြစ်တယ်ပြောမယ်ဆိုရင်မသိစိတ်ကတော့အယောင်ပြောပါတယ်ဆိုတော့ဒါကိုကျူတို့ရဲ့အမှုပညာပဲလीနော်အပရိသတ်တွေကမုန်းလေလေပြောလေလေဒါဘလိုပြောမလဲခရိုက်တာကပြပြင်လေးလေးလို့ဆိုရမှာပေါ့အဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့မုံလေးလေးပို့ပြီးပျော်လေးလေးပါဩဒီစုပ်မတ်တော့ဒုတိယကေတီနော်ကေတီတက်ဆိုရမှာတင်တယ်နော်သူကလာကလေးကရမတ်တီထအောင်ပြောလေကမ္မလေးကဟုတ်ပြောတယ် ကျော်လို့မရဒါပေမဲ့ကျော်ရတဲ့ရှိပါတယ်အဲ့လိုပါပဲကျော်ရတဲ့တချို့တချို့ရှိတယ်လေမုန်းချက်ခဲ့တယ်ဆိုတာအဲမုန်းတာအရင်မုန်းတယ်ဆိုတော့ဒီခါကျရင် dialogue ကြည့်နေနေ dialogue ပြောနေနေပေါ့နော်ဘာလို့ဒီဘာလို့တရားကိုလောက်တာလဲဘာလို့ပြောတာလဲသူ့ညာကူမနေဘာလို့လောက်တာလဲကိုကိုကိုမုန်းပြီးတော့ feeling ဆိုတော့ကိုကိုရှင်တာအဲ့အတွက်ဘယ်လိုမျိုးလောက်ွက်လဲပေါ့နော်စဉ်းစားရအောင်ပေါ့နော် အဲ့အတွက်ကြောင့်မလို့ဘယ်လိုပြောမလဲမုံလဲမုံတယ်ချစ်လဲချစ်ပါတယ်ဒီကရိုက်တာကိုလောက်ပတ်တယ်များလို့ဟုတ်အဲ့ဘောအဲ့ကြောင့်ဘယ်လိုပြောဆီနီယာဂျူနီယာလို့ပဲပြောမှာပေါ့နော်အဲ့လိုတွေတော့ရှိပါတယ်ဒီကွန်ထရိုးကတော့ဆီနီယာအရွယ်တော့မဟုတ်သေးပါမယ်ဘယ်လိုပြောသူ့အနေထားနဲ့သူတော့ပေါ့နော်ဒီလိုမျိုးလူတွေကတော့မျိုးမျိုးပါပဲဘယ်နဲ့ဘယ်မှာပဲဖြစ်ဖြစ်လေအဲခုနမှရောက်လာတဲ့ကိုကျော်ကကျော်သွားတယ်ဆိုတာအထက်ကျော်တာဘာမှမဖြစ်ဘူးကျော်လို့ရစိတ်ကလေးကျတာဒါပေမဲ့ဘယ်လိုပြောမလဲ respect ပေါ့နော် respect မရှိရဘူးလို့ရရှိရပေါ့ကျုံကတော့ မခံမြင်ပါဘူးမြစ်တန်လေးပဲဩမြစ်တန်ရှင်ပဲမြစ်တန်လေးပဲဩအေးပေါ့အေးပေါ့လောက်သွားတယ်ပေါ့ခုနကပြီးတော့မှစိတ်တည်ပူတာနောက်ထပ်၄ရက်၃ရက်လောက်နေမှစိတ်တည်ပူတာဒါလောက်သွားရင်လောက်သွားပြီစီပါအမြဲတိတ်မပြောပြီးတော့မှစဉ်းစားပြီးအစိတ်တည်ပူတာပေါ့အဲ့လိုပါဒါပေမဲ့ဒီကားကျတော့ဒီရမတ်ထဲကနှင်းစီရကြောင့်မရဘူးကွာသူလာကြောရချက်ချင်းသွားပြောရချက်ချင်းရန်တွေ့ရချက်ချင်းလောက်ပြတယ်အဲ့လိုတကယ်အပြင်းပါဆိုလို့ရှင်တော့အဲ့လိုမပါဘူး ပထမဆုံးပေါ့နော်ဒီကားကိုပထမဆုံးခွန်ချိုအတွက်ပထမဆုံး feeling character လည်းဖြစ်တဲ့အတွက်ပထမဆုံးရရတီမှာတော့အခက်အခဲရှိတယ်ကိုယ်ချိုး feeling တယောက်လိုမလုပ်တတ်ဘူးပေါ့နော်ကွင်းလင်းဆုံးပြောရရင်အဲ့ချိန်မှာအဲ director မပုံကပြောရဲ feeling လုံးမမှလား feeling လုံးလို့ရှိရင်လည်းဘာမှမစဉ်းစားနဲ့ပြိတ္တမုံမှလည်းမစိုးနဲ့ဘာမှစိတ်မှလည်းမစိုးနဲ့လုံးလုံးလို့ရှိရင်အဆုံးဆုံးထိလုံးလိုက်အဲအဲ့ရဲ့စကားကိုချိုးတကယ်ရင်ပတ်ထဲရောက်ပြီးတော့နောက်ဆုံးမှာအဲ့ကတော့ လမိုင်းကန်ရင်ကန်ရတယ်ဘယ်လိုပြောနောက်ဆုံး feeling တယောက်တကယ်ဖြစ်သွားတယ်ပေါ့နော်အဲ့ချိန်မှာ feeling တယောက်ဖြစ်သွားတဲ့အခါမှာခွန်ဂျိုစဉ်းစားရတာဒီခွန်ဂျိုကငယ်ဘွားကကြီးဘွားပါတယ်အဲ့ချိန်မှာ makeup တွေရောအပြင်အစင်တွေရောစကားပြောရိုက်စားခွန်ဂျိုပြင်ဆင်ခဲ့တယ်ကြီးဘွားရောက်တဲ့အခါမှာပို့ပြီးတော့သူအသက်ကြီးလာလေပို့ပြီးရမက်များလာလေဆိုတော့ဒီကြီးဘွားရောက်တဲ့အခါမှာပို့ပြီးတော့လူမုံများ makeup တွေအစတေးဥဆောင်တာတွေအစစပင်းတွေအစခွန်ဂျိုမျက်နှာဘေးတွေအစပေါ့နော်အများကြီးပြင်ဆင်ထားပါတယ်ဟုတ် မုန်းတယ်ခုနပျောက်သွားလीခုန greater မိတ်ဆက်မှာပျောက်သွားတော့ဘာယူကြည့်လဲမသိဘူးဟဲ့မလားဘာယူကြည့်လဲမသိဘူးအတိုင်းကဘယ်လိုကြီးလဲအဲ့လိုအဲ့လိုအဲ့လိုကြည့်မုန်းပါတယ်ဟုတ်အဲ့ဆိုဆိုရအောင်ကြုံခဲ့ပါအောင်အရင်အဲ့လိုဒီလက်တစ်ခုဆိုတက်မှာလက်ပါရဲ့ဈေးဆန်တာပေါ့နော်ပြောလို့ဆိုအဲ့လိုရောမမြင်ဘူးပါအောင်ခံကောင်းတာပေါ့နော်ခုနစင်ပေါ်မှာပေါ့နော်ကိုရှာရူပြောထားတဲ့စကားလေးသဘောကျတယ်အဲဘယ်လိုပြောမလဲ လင်းလက်ခွန်ချိုလင်းလက်ခွန်ချိုလို့ပဲမြင်ပေးပါဒါဒီတရုတ်ဆောင်တာပါနင်းစီမဟုတ်ပါဘူးလင်းလက်ခွန်ချိုဒီနင်းစီမဟုတ်ပါဘူးနင်းစီကနင်းစီပါလို့ဟုတ်ကဲ့ဖီလင်းဖြစ်တဲ့အတွက်ကြောင့်မလို့ခွန်ချိုဒီကြာဆဲရုပ်ကိုတရုတ်ဆောင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အကောင်းဆုံးပုံဖော်ဖို့တော့အကောင်းဆုံးပုံဖော်ဖို့ကခွန်ချိုတာပါလीဒါကြောင့်ကရိုက်တာကရိုက်တာလို့ပဲမြင်မိပါလို့ပြီးလို့ရှိရင်ဒီရမတ်အဖွဲလုံးတစ်ဖွဲလုံးကတဲ့သူ့နေရာနဲ့သူအားလုံးစူးစမ်းထားကြမှာလို့အပေးချဖို့တော့ပြောချင်ပါတယ်ဟုတ်